အားလုံးပဲမင်္ဂလာပါရှင်ကပလာချန်နယ်မှာပြန်လည်ကြဆွလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့စာရေးသူခင်လာမြတ်ခန့်ရေးသားထားတယ်မရှိတော့ဝမ်းစာဆိုတဲ့ဝတ်ချုပ်တော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်မရှိတော့ဝမ်းစာမနက်မောလင်းတာနဲ့ဈေးသွားရမှကြောက်လာတဲ့ယောဂဝင်လာတာရက်အတန်ငယ်ရှိလာပြီအရင်တော့ကဆိုဈေးဝယ်ရတာခုလောက်အခြေအနေမဆိုးသေးတော့အစဉ်အနှဲငယ်ပြေချင်သေးသည် ကုန်းမှာပါလာတဲ့ပတ်စံနဲ့အိမ်ကလူတွေအတွက်တွဲချိတ်ကြိုက်အောင်ဝယ်နိုင်သေးတယ်။ဒီရက်ပိုင်းမှာတမဟုတ်ချင်းဝယ်ရတဲ့ဈေးနှုန်းတွေကအဆမတန်ပြောင်းလဲသွားတယ်။နေချင်းညချင်းမိုးပေါ်ခုန်တက်သွားနေတယ်လို့ပဲ။ညကလေးကမနှမ်းမှာကိုယ်ဝယ်မဲ့ဈေးစင်းကိုခေါင်းထဲမှာတေချာမှတ်ထားတာစီးရင်ကိုကြိုက်လို့ဈေးထဲကိုလည်းရောက်ရော အထင်နဲ့အမြင်လွဲပြီးစောက်တိုးမိုးမျော်တွေဖြစ်သွားတယ်။ နေ့ကမှစီဆိုင်မှာငါမေးလာခဲ့တဲ့စီ1လီတာတပလင်ကဒီနေ့ကြရော မနေ့ကဈေးနဲ့မရတော့ဘူးတဲ့ဈေးတက်သွားပြီတဲ့ကျမကောင်းငိုက်ဆိုင်ကြသွားပါတယ်တရက်ထဲနဲ့အပြောင်းအလဲမြန်လာကြည်လာဟဲငြုတ်သေးစိမ့်နေရဖို့ပေးပါလို့ဈေးတဲ့ကိုလှမ်းပြောလိုက်တယ်လှဲ့တော့မကြည့်ဘူးသူ့ဈေးသူဆက်ရောက်နေတယ်အမလီဟဲနေပေါ့ခြေမိုးနေလိုက်တာဆိုတာဟင်းရွက်တွေများပုံလုံး ဈေးအလေနားလောက်စီကကောင်မလေးတိတ်ဝင်လို့ကောင်းတာမျက်နှာလေးကအကြည်တက်လေးနဲ့အသားကလည်းဖြူဖြူလေးငရုတ်သေးစက်နှစ်ရာဘိုးလားအမကိုပေးပါနှစ်ရာဘိုးမရောဘူးအနည်းဆုံး၃ရာဘိုးမှရောင်းတာဖះဖះမျက်နှာထားတင်းတင်းလေးတာမမာနဲ့သူ့ဘာဖြစ်သွားတာလဲစေစားမှားသွားတာလားအေးပေါ့လေ၃ရာဘိုးဆိုတော့လေ၃ရာဘိုးပေါ့ ငါဆိုဒီမှာလဲငရုတ်သေးစိတ်ညရာပေါ်ဝယ်လိုက်တာဈေးတဲ့ရီစီမှာဂျိုကြည့်ကြည့်ခံရတာနဲ့လေတမမာနဲ့ဆက်ဆန့်ခံရတာနဲ့ညနေဖက်ထမင်းစားတော့ဘဲဦးကစီပြံမဟုတ်ပါလားကွရေမြမ်းများနဲ့ကျဲတော့ကြည်ဟုတ်တယ်စီပြံဟင်းဆိုတာတွေကိုပြောင်းလဲပြရတော့မယ်နောင်များချင်းရဲ့ဟင်းပဲချက်နိုင်တော့မယ်စီပြံဟင်းဆိုတာတွေကိုမေ့နိုင်အောင်လုပ်ရမယ်ဘဲဦးတလုံး300ချက်ပါတနက်ကိုတယောက်တလုံးကြစားနေကြကနေ့ မနေ့ညကမှတလုံးပဲဝေပုံညချက်နိုင်တော့မယ်အစကတည်းကအာဟာရမပြေလို့ခန္ဓာကိုယ်တွေကသေးကွေးပိန်လီနေကြတာခုလိုချေတာရဲ့အစီအစဉ်ကြောင့်ဆိုရင်တော့အင်းမတွေးဝန်းတော့ပါဘူးတွေးလည်းမတွေးတော့ပါဘူးငြုတ်သိစိမ့်စားရအောင်ယူခဲ့ကွာခင်မွန်းဖြစ်သူကထမင်းစားရင်ငြုတ်သိစိမ့်ကိုကိုက်စားတတ်သူပါကျမငြုတ်သိစိမ့်9000လောက်ကိုပကံပြားလေးနဲ့ထည့်ပြီးပေးလိုက်တယ် မင်းကလည်းကွာငြုတ်သေးစိမ့်ကိုယူလာခဲ့ပါကွာမြန်းများလေးယူလာခဲ့တာကလင်းကားတော့ဒီမှာကျမပြောမယ်ဈေးမှလေငြုတ်သေးစိမ့်တော့200ဖို့ဝယ်လို့မရတော့ဘူးသိလားဟေးမနဲ့မိုးလင်းတော့ကိုအောင်ကရေချိုခန်းထဲကနေထွက်လာပြီးမျက်ကလေးဆံပြနေဒါကဘယ်လိုဖြစ်တာလဲမင်းမစပြခွက်တဲကနှစ်ပိုင်းဖြတ်ထားတဲ့စပြခဲကိုကြည့်ပြီးသူကမေးလာတယ်ဟုတ်တယ်လေ ကိုတိုက်ဆက်ပြတတုံးကိုအရင်ကဘယ်လောက်မှမပေးရဘူးအခုနှစ်ဆခုံတက်သွားလို့နှစ်ပိုင်းဖြစ်လိုက်တာတဝက်ကိုရှင်သုံးကျန်တဲ့တဝက်ကိုကျမတို့သားမိတွေသုံးမယ်ဟုတ်ပြသူကကောင်းတငိမ့်ငိမ့်နဲ့ရေချိုခန်းထဲဝင်သွားလေရဲ့ကျမတို့အိမ်မှာမိသားစု6ယောက်ရှိတယ်ကိုအောင်မိဘတွေနဲ့အတူနေတယ်ကလေး2ယောက်ရှိတယ်ကိုအောင်ကကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တယ်လာခ3သိန်းရတယ် တခြားတော်လီမော်လီပွဲစားလေးပါလေးလို့တော့2သိန်းလောက်တော့အပေါ်ရှာပေးတယ်။တလကုံ9သိန်းဆိုတဲ့ငွေနဲ့မိသားစု6ယောက်လမ်းငါရဲဆိုုံလေး။လကုံငွေကုံကြံငွေ0ကျပ်ဒီကြားတဲ့တာရင်နာရင်နဲ့အိမ်ကတယောက်ယောက်နေထိုင်မကောင်းရင်အကျွေးတင်ပြီမှန်း။နောက်လာဆိုအိမ်မှာဈေးသုံးရတာကတိလင်းတာနိုင်ပြီ။ဆန်ဆိုင်ဖက်ကိုလှည့်ဝင်လိုက်တယ်။ဝယ်နေကြဆန်ကတပြီကို3500တောင်ကျော်သွားပါပကော။ မတနိုင်ဘူးဒီပုံစံအတိုင်းဆိုညံကူမှရတော့မယ်မိဘတွေအတွက်စံအကောင်ဝယ်မယ်ငါတို့အတွက်ကတော့2000ကျော်ရက်စံလောက်ဆိုတော့ပြီအိမ်ပြန်ရောက်တော့ဆွဲချင်းတဲကဝယ်လာတဲ့ပစ္စည်းတွေကိုကြည့်ရင်ငါးဘက်ဆံများကြားပြောက်ခဲ့သလားလို့တော့တန်တရာဝင်မိတယ်တွက်ကြည့်မိလိုက်တော့အားလုံးကကွက်တီပဲအဖေနဲ့အမေတို့ငကြင်းခက်လက်လက်ကလေးတွေကို3000ဖိုးဝယ်လာတယ်15ကျပ်သားရတယ် ခရမ်းချင်သီးလေးနဲ့စီပြန်လေးချက်ပေးလိုက်မယ်။ကိုရီမိသားစုအတွက်ကတော့ဘဲဥချင်ရင်ဟင်းချက်မယ်။ကစွန်ရွက်ကိုကြော်ကြက်ချက်ပြီးစားမယ်။ကစွန်ရွက်ကိုတဲ့အိုးထဲမှာစက်သွန်ဖြူစီတက်ပြီးစီများများနဲ့ကြော်ရဲစနစ်ကိုပြောင်းပြန်လှန်လိုက်တယ်။တဲ့အိုးထဲမှာကစွန်ရွက်ကိုထည့်တယ်။စီအနှဲငယ်ထည့်လိုက်တယ်။ကြက်သွန်ဖြူနှစ်တပ်ပပလှီတယ်ဟင်းခမ်းမုတ်စားအနှဲငယ်ထည့်ပြီးအိုးကိုအဖုံပေးလိုက်တယ် မီးဖို့ကိုမီးပြင်းပြင်းလေးထည့်လိုက်တယ်။ခဏနေတော့ကစွန်ရွက်ကြော်ချက်အီအီလေးရပြီ။စီအများကြီးထည့်စရာမလိုပဲအုတ်ခဲပြီပေါ့။တားနဲ့သမီးကိုစီယုံရင်ဆင်လိုက်တယ်။အစမတန်တက်လာတဲ့ကုံစင်တို့အရာအမေတို့အိမ်မှာစားတောက်မှုပုံစံပြောင်းရမယ်။ဘဲဥချက်ဥကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေစားရမယ်။လူတယောက်တစ်နေ့ကိုအသား၅ချက်သာစားရင် အာဟာရအတွက်လုံလောက်တယ်။ အဲဒီတော့အသားဟင်းဆက်တဲ့နေဆိုရင်တနက်စာအတွက်သာအသားဟင်းရမယ်။ကြံတဲ့တနက်ကတော့ပဲပြုတ်ဒါမှမဟုတ်ချင်းမောင်ကျော်နဲ့ငပိရင်နဲ့စားရမယ်။ကလေးနှစ်ယောက်ကတဘောတူရတယ်။ညနေဖက်ကလေးရဲ့အဖေအလောက်ကပြန်လာတော့သူ့ရေချိုးတော့အဖေတို့ကို ထမင်းပွဲပြင်ပေးလိုက်တယ်။အဖေကသားတို့သမီးတို့အတူလာစားကြမယ်လေတဲ့။သမီးကြီးကအဖိုးတို့စားနေသမီးတို့ကနောက်ကျမှစားမယ်ခုမစားသေးလို့။ အမှန်မှာတော့မိဘနှစ်ပါးအတွက်ကဆံကောင်းကိုတသက်ချက်ထားတာပါ။ဟင်းကိုလည်းတီးတန့်ချက်ပေးထားတယ်။ကုံစင်းနှုံးတွေကြီးတဲ့အကြောင်းကိုမိယိုဖောက်ရရှိမှမပြောမိအောင်ကိုကုတ်ကိုဆင်ချင်ရင်ကလေးနှစ်ယောက်ကိုသတိပေးထားရတယ်။တော်ကြာဈေးတွေကြီးတယ်ဆိုပြီးမစားရင်မတော့ရဲဖြစ်နေရင်မခက်ပါလား။လူကြီးမိဘတွေဆိုတာအကင်းကပါပါပြီနဲ။ကျမတို့သားအမိတွေထမင်းစားကြတော့ကိုအောင်ကား ထမင်းကနည်းနည်းမာနေသလားလို့ကိုအောင်ရင်ကျမတို့ဒီလိုလုံးမရတော့မယ်စံကောင်းကိုအမေတို့အတွက်တီးတန့်ချက်ပေးတယ်ကျမတို့ကိုအောင်တို့ကလူငယ်တွေလေစံနည်းနည်းကြားနာဈေးချိုတာစားကြတာပေါ့လေတံခတ်တိုးတိုးနဲ့ပြောနေတဲ့ကျမအပြောကို ကိုအောင်ကခေါင်းငိတ်နေလေရဲ့အဖေတို့စားလို့ပိုတဲ့ငါးအနှင်းငယ်နဲ့ဟင်းအစင်အနှစ်တွေကိုကလေးနှစ်ယောက်နဲ့ကိုအောင်ကိုထည့်ပေးလိုက်တယ် ကိုအောင်ကသူ့ပကံထဲကငါးဟင်းတစ်ဖက်ကိုကျမပကံနဲ့ထည့်ပေးနေပြန်တော့ကျမမျက်ရည်ဝဲရပြန်နေ။ညာဖဲရောက်တော့ကိုအောင်တောက်နေကြကော်ဖီမစ်ကိုဖြော်ပြီးပေးလိုက်တယ်။ဖန်ခွက်ထဲကကော်ဖီမစ်ကို ကြည့်ပြီးကိုအောင်ကမေကော်ဖီကဘယ်လိုဖြစ်လို့တော့ဝက်ပဲရတော့မယ်ကိုအောင်ရင်တနေ့ကိုတထုံနှုံမဲ့တော့ပါမနေ့တော့ဝက်ညတော့ဝက်ပေါ့။အော်ဒီလိုဘဝတွေတောင်ဖြစ်ကုန်ပြီလား။ ဟူးမလွယ်ပါလားငါတို့လည်းစီရှော့စံကြမ်းစာ ကော်ဖီရှော့တောက်နေဆိုကျမရေတွေပိုကောင်းလာကြတာပေါ့ကွာဟာဟာဟာတမီးရေစားပြီးသားပကံတွေအကုန်စုပြီးမှဆင်းဟဲ့စက်ပြတတအောင်ရေနွေးကြော်ပြီးစင်းတော့အရင်တော့ကပကံစစ်စက်ပြစီကိုထင်းတိုင်းကျဲတဲ့ကျမခုများတော့ရေနွေးအိုးတဲပြီးစက်ပြစီအနှဲငယ်နဲ့ရေနွေးနဲ့ဖြော် အမြုပ်တွေထမှာပကံတွေကိုထဲဆိုတော့ပိုးလဲတည်ပကံတွေလဲပြောင်းဆိုတဲ့ရှဲတုံးကအဖွားတို့စီကရခဲ့တဲ့စနစ်ကိုကျင့်သုံးလိုက်တယ်။ဟန်တော့ကြတာအမွာဘူးမှာတားအငယ်ကသွားတိုက်စေးကို မတရားသုံးတာ။တင်းတလောက်ပဲထဲ့ပါဆိုတာပြောလို့မရဘူး။သွားတိုက်စေးတပူးသုံးထောင်တာကတ်နေပြီလို့ပြောတော့ဟုတ်လို့လာတယ်။ကျမမိဘများကနေမြို့လေးမှာနေကြတယ်။တာမန်လူဒန်းစားတွေပါပဲ။ လေယာကိုင်းအလုတ်အနှင်းငယ်လောက်ကြတယ်။ကျမအိမ်အောင်ကြတော့ဆွဲကျွတ်တကုံလက်ကောက်တကွင်းနက်ခတ်တရံလက်စွတ်တကွင်းပေးလိုက်တယ်။ကိုအောင်ကတဦးထီတော်သားဆိုတော့သူ့မိဘများနဲ့အတူနေရတယ်။ချွေးမနဲ့ရခမတို့ရဲ့ထုံးဆက်အတိုင်းအဖုထစ်ကလေးတွေတော့ရှိပါတယ်။အထူးတဖြင့်ရခမအမေကြီးက အနှင်းငယ်စီစားကြောင်းနေ။ကျမတီးခံနေအများကြီးတီးခံနေ။ ကိုအောင်ကိုခေါ်ပြီးတခြားမှအင်ငါသွားနေဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါတူထဲတော်သားကိုအောင်ကလည်းမိဘနှစ်ပါးကိုထားခဲ့ပြီးအဝေးမှသွားနေမည်သူမဟုတ်။ကျမနဲ့အိမ်တော်မကြခင်ရှေးမဆွားကလေးကသူ့ပြောပြီးသား။ကုန်းမိဘတွေနဲ့တသက်လုံးနေရမှာနော်။တေချာစဉ်းစားပါအောင်လက်ခံနိုင်မလားဆိုတာ။အိမ်တော်စကြကလေးကညောင်နောက်စတုံးပါရောက်ခမများကိုလည်းတင့်အောင်ပေါင်းမည်သူပါစည်ရင်းဝင်တယောက်ဖြစ်လာခဲ့ပါတယ်။ ကျေးဇူးတင်ရပါတယ်။ရခမအိမ်မှာနေရလို့အိမ်လာခတက်တာရလေ။မျိုးပြရဲ့နေထိုင်မှုကဈေးခေါင်ခိုင်နေတာ။အိမ်ကပေ၄60ကို အပြည့်စောက်ထားတာ။ဘေးမှာမြေပုံရှိသေးတယ်။ကိုနေရတာအဆင်ပြေပါတယ်။တခါတရံဘွားတော်ကြီးကရခမဆိုတဲ့မှန်နဲ့ဩစာပေးတာတွေလည်းရှိပါတယ်။တူဦးရတော်သားတွေရဲ့ထုံးဆက်အတိုင်းအမေနဲ့သားတို့ရဲ့မြင်းမြင်ကက်စရာချက်ချင်းများကိုလည်းကြုံခဲ့ရပါတယ်။ ယောက်ျားလာခကိုကိုရိုင်းကင်မတုံးခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။ဈေးကိုလည်းသူကိုရိုင်းသွားတယ်။အိမ်ရလိုအပ်ချက်တွေကို သူကိုရိုင်းစီမံခန့်ခွဲတယ်။ခလေးတွေမွေးပြီးတော့ဘွားတော်ကြီးကကိုအောင်လာခကို ကျမစီအပ်စေတယ်။သူတို့အဖိုးကြီးအဖွားကြီးနှစ်ယောက်ကတော့အမွာကလေးနှစ်ယောက်ကိုထိန်းရင်းအိမ်ရလိုအပ်ချက်မှန်သမျှကိုလှည့်မကြည့်တော့ပဲလစ်လျူရှုလိုက်ကြပါတယ်။ကိုဗစ်ရောဂါတွေစဖြစ်လာတော့ကိုရီလည်းကြောက်ကြောက်လန့်လန့်နေတယ်။ ဘာပစ္စည်းမှဝယ်လို့ရမှာမဟုတ်တော့ဘူးဆိုလို့စိတ်ဆင်းရဲလိုက်တာလေငွေပုံငွေရှံကလည်းမရှိ ကို့မှာရှိတဲ့ဆွဲကြိုးလေးကိုပေါင်မနေတော့ဘူးအပြက်ရောင်းပြီးအိမ်အတွက်လိုအပ်တာတွေဝယ်ထားရတယ်လူတွေကလည်းအမျိုးမျိုးအဖုံဖုံပြောနေကြတော့ခုပဲဘာတစ်ခုမှဝယ်မရတော့သလိုလိုဒါနဲ့ပဲအိမ်မှာရိတ်ခါဆူရပြန်နေကိုအောင်တို့ယုံကလည်းပိတ်ထားပြီး အိမ်မှာအဖေနဲ့အမေကိုဂယူတဆိုင်နဲ့စောင်းရှောက်ရင်းတစ်ချိန်မှာတော့ပတ်ဝန်းကျင်အိမ်ကယောဂသည်ကိုလူနာတင်ရင်နဲ့လာခေါ်တယ်။အမေဆိုတာလမ်းဖြန့်ပြီးမူးမေမတက်ဖြစ်လို့ပြုစုရပြန်နေ။ကံကောင်းစွာနဲ့ပဲအိမ်ကလူတွေတယောက်မှကိုပင်မဖြစ်ခဲ့ဘူး။အမွာဘူးမောင်နှမကိုစိတ်ပူရတွေးတိုစီးချိုနှလုံးရှိတဲ့အမေကိုစိတ်ပူရနဲ့တအားစိတ်မောခဲ့ရတယ်။ခိုးတော့မိသားစုတွေကာကွယ်ဆေးထိုးပြီးပြီး ယောဂရီကြောက်ပြီးလိုအပ်တာမှန်သမျှဝယ်ရင်းဝယ်ရင်းနဲ့အိနာဦးကပါလာတဲ့ကိုယ့်ရဲ့ရွှေတူရွှေစလေးတွေလည်းကုံလူလူဖြစ်ခဲ့ရပြီးနားတွေကဗဒမားနှကက်ကလေးတရားပဲကြံတော့တယ်ကုသိုလ်ကံပဲလေကိုရီကတော်သေးတယ်နေစရာလည်းရှိနေသေးလို့ရခမကိုကြံဖန်ကျေးဇူးတင်ရတယ်နေရေးအတွက်ပါပူပင်ရရင်ဒုက္ခများမှာတခါတလေအမေကသူ့စိတ်နဲ့အခက်မတင်တဲ့အခါတွေကြရင်နာနာချင်းချင်းကိုပြောတာ ကို့မှာသူ့သားမျက်နှာက ရှိနေသေးတော့ကြိတ်မိတ်သီးခံနေရတယ်။သူ့သားကို ကို့မှမပြတ်နိုင်တာလေ။သူ့သားကလည်းသူ့မိဘကို အတော်ယူသေးတာ။အဲဒီတော့မကင်းနိုင်တဲ့ကိုကပဲသီးခံပြီးကောင်းအောင်နေလိုက်တယ်။တာဝန်ဝတ္တရားတွေကို မလိဟင်းရအောင်လုပ်ပေးတယ်။အစာအတော့ကအစာ လူကြီးမိဘကိုဥစွာကရဝထားတယ်။ ကိုသားသမီးလေးတွေကိုရခမတွေကမျက်စိအောက်ကအပြောင်းမခံနိုင်လောက်အောင်ချစ်တာဂရုစိုက်တာဆိုတော့အဲ့ဒီစိတ်ကလေးနဲ့ပဲအရာရာကို အကောင်းဖက်ကမြင်ပြီးနေပါတယ်။အိမ်မှာလိုအပ်ချက်တွေကများတစ်ထက်များလာတယ်။လက်ထဲမှာငွေအပိုကလည်းမရှိတော့ဘူး။အကျက်ရိုက်နေပြီ။ပေါ်စံအကောင်စားစံတအိတ်ကိုတသိန်းနာကတ်နေပြီတဲ့။လူကြီးတွေအတွက်ဝယ်ထားခြင်းနဲ့ကိုရဲအတွက်စံအချောလေးတအိတ်လောက်ဝယ်ထားမှာပါ။ စီလေးလဲဝယ်ထားခြင်းနဲ့အမေအတွက်ဆေးတွေကဈေးတက်မယ်ဆိုလို့ဈေးဘိုးတွေကရှိတဲ့ငွေနဲ့ဝယ်ပေးထားတယ်။မိဖို့ကြောင့်မရိခါကပြတ်ချင်တလို့ကိုဖြစ်နေပြီ။ဈေးထိတ်ကရွှေဆိုင်မှာဝင်မေးကြည့်တယ်။ကျမနှကက်လေးရောင်းရင်ဘယ်လောက်ရမလဲလို့နှစ်သိန်းခွဲဝင်းကျင်လောက်တော့ရမယ်လို့ခန့်မှန်းနေတယ်။ဟုတ်ပါပြီလေ။ရောင်းပြီးနှကက်အတုလေးတရံလောက်ဝယ်ထားရင်ရပြီပဲ။ဒါဆိုရင်အိမ်မှာအတော်ဖူလုံသွားမှာ။ လက်ထဲမှာငွေသသိန်းကျော်လောက်ခြံထားမှာခြေဆောင်လက်ဆောင်ရှိမှဖြစ်မှလေလူကြီးမိဘနဲ့နေတာဆိုတော့မကြမ်းရင်မမာရေးကရှိသေးတယ်။ဆုံးဖြတ်ချက်ကိုတေချချလိုက်တယ်။မှန်ကိုတေချကြည့်လိုက်တယ်။ဗရမများငကက်လေးကအပြိုကလေးကဝလာတာ။နှမျောလိုက်တာ။နှုတ်ဆက်ပါတယ်ဗရမများလေးရဲ့။ကာမကုံရင်တော့ဒို့ရီပြန်ဆုံနိုင်ကောင်းပါရဲ့။ပြောမဲ့တာပြောနေရတယ်။ရေဆက်ကတဲမပြတ်ချင်ဘူး။ ရောင်းမမယ်ဆိုကမှပဒမားနကက်ကလေးကပိုပြီးအယောင်တောက်ပနေတယ်လို့လို့နကက်လေးနဲ့ကျမမျက်နှာလေးကလည်းဟိုရခင်နေများကထက်ပိုကြည့်ကောင်းနေတယ်လို့လို့ဖြစ်နေပါလားမဖြစ်ချေပါဘူးစိတ်ကိုပိုင်းဖြစ်လိုက်တယ်မှန်ရှိကခွာလိုက်တယ်နကက်လေးကိုတေချာဖြုတ်လိုက်တယ်ပဆိုင်အိမ်လေးထဲဂယုတစိုက်ထည့်ပြီးဈေးဖက်ကိုသွားဖို့ခြေလမ်းပြင်လိုက်တယ်မေဦးခဏလာအောင်အမေမေးစရာရှိလို့ နဘာဟောင်းလောင်းနဲ့ကျမဟာအမေရှိမှမလုံမလဲမျက်နှာပြက်ပြက်နေ။အမေက အဖေကိုတစုံတစ်ခုလှမ်းပေးလိုက်တာတွေ့တယ်။ဒီမှာအမေနကဒါကိုသွားရောက်ချေ။အမမထင်ကြားလိုက်ရတဲ့စကားကြောင့်ကျမအံ့ဩသွားပါတယ်။ဒါဘာလို့တာလဲအမေ အထိပယ်မရှိတာ။ငါ့ကိုဘာမှပြန်မမေးနဲ့မေဦး။အမေကအသက်80နာနီးနေပြီ။ဒါဝတ်ပြီးဘာလုပ်ဖို့လဲ။30မရှိရင်ရောင်းရမှာပဲ။ တမီးမှာပါလာတဲ့ရွှေတွေရောင်းတာငါတို့သိတယ်။စိတ်မကောင်းဘူး။ပေးစရာမရှိလို့ငါတို့လက်ပိုက်ကြည့်နေရတာ။ခုတာကိုရောင်းရင်ပေါက်ဈေးနဲ့ဆိုငွေ၁၀သိန်းကျော်ကျော်ရလိမ့်မယ်။အိမ်မှာလိုအပ်တာကိုတမီးဝယ်။ပိုရက်ပတ်စံကိုတင်ထား။အမေဟာစကားကိုခက်ပြက်ပြက်ပြောပြီးကျမတို့ကိုသွားရောင်းခိုင်းလိုက်တယ်။အဖေနဲ့ကျမရွှေဆိုင်မှာတွားရောက်တဲ့အခါအိုးစီပုံငကတ်ရွှေကြီးကပြည့်မိတယ်။ နှကတ်နှစ်ဖက်ရဲ့အလဲချိန်ကငါးမူသားကြကြော်ရှိတယ်။ရှဲကလူကြီးတွေကနှကတ်ကို ရွှေချိန်များများနဲ့ခတ်ဝတ်ကြတယ်လို့ယူဆတယ်။အပြာလားမအဖေကထပ်ပြောပြတယ်။အိမ်မေးကပုံနေတဲ့မြေကွက်ကိုရောင်းဖို့အဖေတို့ဆက်ထားတယ်သမီး။အဖေတို့မှာဒီမီသားစုပဲရှိတာ။အခက်အခဲဖြစ်လာရင်ရောင်းရမှာပဲ။ဘာမှစိတ်မကောင်းမဖြစ်နဲ့။ဝမ်းရည်ကအရေးကြီးတယ်လေ။ရှင်းရင်တစားမရှိတော့ဝမ်းစာပေါ့။ ဒါဒါပေမဲ့အဖေရဲ့တစ်ချိန်လုံးရှာလို့ရတဲ့ငွေလေးနဲ့လောင်းကအောင်ချွေတာစားလာခဲ့ကြတာခုံများတော့အမေစိတ်မကောင်းဖြစ်နေမှာပါ အမေငကလေးဖြုတ်ရောင်းပြီးအိမ်အတွက်ရိတ်ခတ်ဝယ်ရမှမဝင့်မရေဖြစ်လိုက်တာအဖေရဲ့ဒုံးပြန်ထဲမြန်တဲ့ကုံစင်းနှုံးကြောင့်သာမဟုတ်ရင်အမေငကလေးရောင်းစရာမလိုဘူးလေဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူခင်လာမျက်ခံရေးသားထားတယ် မရှိတော့ဝမ်းစာဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပါရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။